ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့ပုံမှန်တိုင်းပဲဒေါက်တာဖုံးမဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီကွန်မန်လေးပေါ့နော်ဒီကွန်မန်လေးမှတ်ထားတဲ့အဲအကိုပေါ့နော်မေးရမေးခွန်းလေးကအရန်သဘောကျမှုခေါင်းနဲ့အရန်လည်းစဉ်းစားမှုခေါင်းနဲ့မေးခွန်းလေးဖြစ်တဲ့အတွက်ကျွန်တော်ဒီမေးခွန်းလေးကိုဖြည့်ပေးခြင်းနဲ့အတွက်ဒီဗီဒီယိုလေးကိုရိုက်လိုက်ရခြင်းဖြစ်ပါတယ် အဲဒီကိုမေးထားတာလေးကရှင်းတယ်ပေါ့နော်အသက်က35နှစ်တက်ပြီးတော့ပေါင်းအားလည်း90တဲ့အဲမဝဘူးပေါ့နော်ပြောချင်တာကတော့မဝဘူးအစီအစိမ်းလည်းလျှော့စားတယ်အငန်ကြီးလည်းလျှော့စားပါတယ်တဲ့ เนาะအာပြီးတော့ကြာတော့တခြားပေါ့เนาะဘာမှယောဂါရည်လည်းမရှိဘူးတဲ့ဒါပေမဲ့ तू နှလုံးသွေးကရနေပြီးတော့မှာတဲ့အဲတခြားနေရာကိုရောက်သွားပြီးတော့မှလေဖြတ်သွားတယ်ပေါ့เนาะအဲ့ဒါကိုပေါ့เนาะကျွန်တော်တို့ဘယ်လိုကာကွယ်လို့ရမလဲဒါကဘာကြောင့်ဖြစ်တာလဲပေါ့เนาะဒါလေးတွေ तू မေးထားတယ်ပေါ့เนาะဒါလေးကိုကျွန်တော်တိတိကျကျလေးဖြေပေးခြင်းနဲ့အတွက်ဒီဗီဒီယိုလေးကိုရိုက်လိုက်အောင်ဖြစ်ပါတယ် ဟုတ်တယ်ဗျကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်ဒီလိုလေဖြတ်ရတဲ့အဓိကအကြောင်းရင်းတရားခံတွေကသွေးတိုးတာတွေစီးကျိုတွေသွေးတိုးထဲမှာအဆီဒက်များတာတွေအဲဒါမျိုးတွေရှိရပေါ့နော်ပြီးတော့ကျွန်တော်ပြောခဲ့တဲ့နှလုံးစီးကျက်မှန်တာတွေဒါမျိုးတွေရှိရဒါပေမဲ့ပေါ့နော်ဟိုသူမေးထားတာတွေကအဲ့ဒါတွေလည်းတခုမှမရှိဘူးတဲ့စဉ်တော့စဉ်းစားကြရပဲဒါပေမဲ့ကျွန်တော်နှလုံးအဆုရှင်ရနေပြီးတော့မှသွေးကလေးရနေပြီးတော့မှပြုတ်ပြီးတော့ကျွန်တော်လေဖြတ်သွားတာပေါ့နော်သူပြောရှင်တဲ့အထိပယ်ရာ အဲအဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီခုနကကျွန်တော်ပြောခဲ့တဲ့အချက်တွေအပြင်ကျွန်တော်နှလုံးအဆုတ်ရှင်ကျင်းတာကျေတာအဲဒါမျိုးပြဿနာရှိတဲ့သူတွေမှာကျွန်တော်နောက်ဆုံးကုသမှုပေါ့နော်နှလုံးအဆုတ်ရှင်လဲလိုက်ရတာမျိုးရှိတယ်အဲအဲ့လိုနှလုံးအဆုတ်ရှင်လဲလိုက်ရတဲ့အချိန်မှာပြဿနာပါလဲဆိုတော့ဒီအဆုတ်ရှင်ကကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ပစ္စည်းမဟုတ်ဘူး အဲ့လိုပစ္စည်းမဟုတ်တဲ့အတွက်ကျွန်တော်တို့ကတခြားတတုပစ္စည်းတွေထည့်ရတာမျိုးရှိတယ်ပေါ့နော်အဲ့လိုတတုပစ္စည်းတွေနဲ့ကျွန်တော်တို့ခန္ဓာကိုယ်နဲ့လဲလှယ်ထားတဲ့အချိန်မှာဒီတတုပစ္စည်းကကျွန်တော်တို့ခန္ဓာကိုယ်အတွင်းထဲမှာရောက်နေတယ်အဲအဲ့လိုရောက်နေတဲ့အချိန်တွေမှာသူကတခြားပစ္စည်းဖြစ်တဲ့အတွက်တတုဖြစ်တဲ့အတွက်သူ့မှာကျွန်တော်တို့ခန္ဓာကိုယ်နဲ့မလိုက်ဖက်တဲ့အခြေအနေရှိရပေါ့နော်တချို့အခြေအနေကြလို့ရှိရင်သူကတွေးခဲဖြစ်သွားနိုင်တယ်တွေးခဲဖြစ်သွားနိုင်တယ်ဆိုတာအဆိုရှင်ကခဲရတာမဟုတ်ဘူးအဲအဆိုရှင်မှာကျွန်တော်တို့ သွေးရနေပြီးတော့မှသွေးသွေးကဲသွားပြီးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီလိုအဆုရှင်လဲထားတဲ့ဒူနာတွေမှာဆိုလို့ရှိရင်တတ်တတာလုံးတတ်တတာလုံးနော်ကျွန်တော်တို့တတ်တတာလုံး warfarin ဆိုတဲ့သွေးကြဲဆေးကိုတောက်ပေးရတယ်အဲအဲ့လိုမျိုး warfarin ဆိုတဲ့ဆေးကိုကျွန်တော်တို့ပုံမှန်တောက်ပေးရတယ်ပေါ့နော်အဲဒီလို warfarin ဆိုတဲ့ဆေးကျွန်တော်တို့မတောက်ဖင်းနဲ့ပုံမှန်မတောက်ဘူးနေ့စဉ်မတောက်ဘူးဆေးပြတ်သွားတယ်ဒါမျိုးတွေဖြစ်တဲ့အချိန်မှာဆိုရင် အဲ့ဒီလဲထားတဲ့အဆိုရှာနေပြီးတော့မှသွေးကလေးဖြစ်တဲ့အဲ့သွေးကလေးရနေပြီးတော့မှဖြုတ်ထွက်သွားလို့ရှိရင်ကျွန်တော်တို့နေဖြတ်တာဖြစ်လာနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုပါပေါ့နော်ကျွန်တော်အရင်ဗီဒီယိုမှာမပြောခဲ့မိလိုက်တဲ့ဒီအဆိုရှင်တသနာရှိရသူတွေအဆိုရှင်လဲထားတဲ့သူတွေမှာကျွန်တော်တို့ဖြစ်နိုင်တယ်လေဖြစ်နိုင်တယ်အကြောင်းရင်းလည်းဖြစ်ပါတယ်အဲဒီလို လူသားတွေမှာဆိုလို့ရှိရင်လေးဖြတ်ရှင်းကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကခုနပြောတဲ့ warfarin ဆိုတဲ့သွေးကြဲဆီးကိုပဲပတ်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့သွေးကြဲဆီးတွေဓာတ်ရှိတဲ့အဲ့ထဲမှာကျွန်တော်တို့ warfarin ကပဲအကောင်းဆုံးဖြစ်ပါတယ်ဒီ warfarin တောက်နေတဲ့အချိန်တွင်းမှာလည်းကျွန်တော်တို့လူသားတွေအနေနဲ့အဲသွေးလေးတစ်ခုစစ်ဖို့လိုရပါတော့အာယနာဆိုတဲ့ဟာလေးကိုစစ်ဖို့လိုတယ်အဲအင်္ဂလိပ်လိုဆိုရင်တော့ international normalized ratio လို့ခေါ်တယ်ပေါ့နော်အပြောချင်တဲ့အတိတ်ကဘာလဲဆိုတော့ခန္ဓာကိုယ်မှာသွေးဘလောက်ကျဲသွားလဲအဲသွေးဘလောက်ခဲနိုင်ရှိလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကအထူးခြားပြီးတော့မှတွက်တဲ့ပုံသဉ်ကြီးလေးတစ်ခုပေါ့ပေါ့ပုံသဉ်ကြီးလေးတစ်ခုပေါ့နော်သွေးစစ်ပြီးတော့မှတွက်တဲ့ပုံသဉ်ကြီးလေးတစ်ခုအဲကျွန်တော်တို့အဲ့ဒီသွေးလေးကိုကျွန်တော်စစ်ပြဖို့လိုတယ်အဲ့အာဟာရဆိုတဲ့ဟာလေးကိုစစ်ရခြင်းအားဖြင့်ကျွန်တော်တို့ကဘာတွေကိုသိနိုင်လဲဆိုလို့ရှိရင်ဒီ warfarin တောက်နေတဲ့လူတိုင်းမှာ ီ warfarin ဆိုတာသွေးကြဲစီဖြစ်တဲ့အတွက် warfarin dose warfarin ရဲ့ CR ပေါ့နော် CR ပမာဏများနေလားနည်းနေလားကိုကျွန်တော်တို့ချိန်ဆလို့ရတယ်ဘယ်လိုချိန်ဆမလဲဆိုတော့ကျွန်တော်တို့ဒီ ANR level norm normal ကြတော့ပေါ့နော် normal ကြတော့ပုံမှန်ဆိုရင်1ဒါပေမဲ့ကျွန်တော်တို့အဆုတ်ရှင်လဲထားတဲ့လူလာတွေမှာဆိုလို့ရှိရင်ဒီ warfarin တောက်နေရတာဖြစ်တဲ့အတွက်သူ့ရဲ့ပုံမှန် level က 2.5 to 3.5အတွင်းမှာလည်းသူရှိတင်တယ်ပေါ့နော်အဲ့လိုမျိုးရှိတင်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ dwarf frame တောက်နေတဲ့မှာ iron စစ်ကြည့်လိုက်လို့3.5တဲ့ကျော်နေတယ်4 to 5 to 6 to အဲ့လောက်ထိဖြစ်နေပြီဆိုလို့ရှင်ဘာလို့ဆိုလိုတာလဲဆိုတော့သွေးအများကြီးကျဲနေပြီလို့ဆိုလိုတာပေါ့နော်သွေးအများကြီးကျဲနေပြီ dwarf frame dose ကို short ဖို့လိုပြီလို့ဆိုလိုတာအဲ့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှင် iron က2.5 ်2 3 by 5မှာမရှိဘဲနဲ့2 by 5 up 2 1အဲ2 1ပြီးတော့0.5အဲစသဖြင့်ပေါ့နော်ဒီလိုမျိုးအောက်ရောက်သွားပြီဆိုလို့ရှိရင်တို့တို့ကတွေးခဲနိုင်ခြင်းရှိနေပြီလို့ဆိုလိုတာအဲ့ဒါဆိုလိုချင်တာကတော့ warframe အဲညာသားဖြစ်တော့ warframe dose ပြတ်တာတို့စေးတာဖို့ပြတ်တာတို့ပေါ့နော် warframe dose ကလိုအပ်နေတာတို့ဒါမျိုးလေးတွေကိုကျွန်တော်တို့ပြပြောမှာချိန်ဆလို့ရပါတယ်အဲအကယ်၍များကျွန်တော်တို့ warframe အဲ့လိုတောက်နေနေမှာ ကျွန်တော်တို့တွေပေါ့နော်အဲ့လိုအာရဏ level မစစ်မိဘဲနဲ့ကျွန်တော်တို့စီးပမာဏစီးအားများလာတဲ့အချိန်မှာဒီအုံနောက်သွေးကြောပေါက်တာတို့အုံနောက်သွေးခဲတာတို့ဒါမျိုးတွေဖြစ်သွားပြီးတော့မှကျွန်တော်တို့အသက်ဆုံးသွားတဲ့သူတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ warfarin ဆိုတဲ့ဆေးလေးကကျွန်တော်တို့ဈေးပမာဏအားဖြင့်ဆိုရင်ဘာမှမရှိဘူးဈေးကွက်ထဲမှာလေဈေးကွက်ထဲမှာဟိုတော်တော်လေးကိုဈေးချိုတဲ့ထဲမှာပါတဲ့ဈေးပေါ့နော်အဲဒါပေမဲ့ကျွန်တော်တို့ အဓိကလိုက်လာရမှာကဒီ warfarin ဆိုတဲ့ဆေးလေးကို compliance ကောင်းကောင်းပေါ့နော်လူနာတွေအနေနဲ့တရက်တစ်ခါပုံမှန်ဆရာဝန်ပြောတဲ့အတိုင်းပုံမှန်လေးတောက်ပြီးဖို့ပဲလိုတာအဲ့လိုမတောက်ပြီးလို့ရှိရင် consequences တွေကအရင်ဆိုရင် consequences ဆိုတာဒီနောက်ဆက်တွဲဖြစ်လာတဲ့ဟာတွေကအရင်ဆိုရင်အဲဒီတွေးချက်တွေးအရင်ကျဲသွားလို့ရှိရင်လည်းကျွန်တော်တို့မှာ ဒီအုံနောက်သွေးကြောပောက်ပြီးတော့မှအုံနောက်တွင်းမှာသွေးယူတာဖြစ်နိုင်တဲ့အဓိကအဖြစ်ပေါ့နော်အပြီးတော့တခြားနေရာတွေမှာလည်းသွေးယူတာဖြစ်နိုင်ပါတယ်တည်နိုင်တဲ့တိုက်ပြီးတည်နိုင်တဲ့ဟာကတော့အုံနောက်ထဲမှာသွေးယူတာမျိုးတွေဖြစ်နိုင်တယ်အဲပြီးတော့ကျွန်တော်တို့ဒီ waffle တောက်တာရက်ပြတ်သွားတယ်ဘာကြောင့်ဆိုလို့ရှိရင်လည်းသွေးခဲနိုင်ပြီးများပြီးတော့မှအလေးဖြတ်သွားတာဒီကိုဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ဝါဖင်တောက်နေတဲ့သူတွေမှာ INR ဆိုတဲ့သွေးကိုမဖြစ်မနေ တလားတခါတော့တော့ပုံမှန်စစ်ပေးဖို့လိုတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်အနည်းပြန်ချုပ်ရမယ်ဆိုလို့ရှိရင်အဲခုနမေးထားတာပေါ့နော်ဒီအချက်တွေမရှိဘဲနဲ့လည်းကျွန်တော်တို့လေပြတ်နိုင်ရရှိရအကြောင်းရတော့ကျွန်တော်တို့ဒီအဆိုရှင်လဲထားတဲ့ဒီနာရီမှာအဲတွေးခဲ့ပြီးတော့မှလေပြတ်နိုင်ရရှိပါတယ်အဲဒီအဆိုရှယ်လက်ထားရတဲ့နာလေးလေမဖြတ်အောင်အဓိကကာဝယ်ရမယ့်အဲပြဿနာကတော့နီလန်းကတော့ဒီဝါဖင်ဆိုတဲ့ဆေးလေးကို တနေ့တစ်ခါပုံမှန်တောင်းပေးဖို့ပဲလိုအပ်ပါတယ်။ကဲဒီတော့ဆိုရင်ကျွန်တော်တို့လေဖြတ်နိုင်ရှိရတဲ့အကြောင်းရင်းတွေကိုဟိုအရှိမအများကြီးပြောခဲ့ပြီးလို့ခုအရေးကြီးတဲ့လေဖြတ်နိုင်ခြင်းရှိတဲ့အကြောင်းရင်းတစ်ခုလေးကိုလည်းကျွန်တော်ကွန်မန့်မှာမေးထားလို့ကျွန်တော်ဖြည့်ပေးလိုက်ပါပြီ။အဲကဲတိကျနာတွေမေးချင်တာတွေရှိလို့ရှင်လည်းကျွန်တော်ရဲ့ကွန်မန့်မှာမှတ်သွားလို့ရပါတယ်။အဲလိုအပ်တာလေးများရှိလို့ရှင်လည်းဖြည့်ဆွပြီးတော့မှပြောပြသွားလို့ရပါတယ်။ကျွန်တော်တော့ဒေါက်တာဖုန်းနဲ့ဖြစ်ပါတယ်။ကဲအားလုံးပဲကျေးဇူးတင်ပါတယ်။ဘာမှန်း ျွန်တော်ပြောဖို့တခုမိကြပါတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်အဲဒီကျွန်တော်နဲ့ online consultation ကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှသိချင်တာများရှိတယ်ဆွေးနွေးချင်တာလည်းရှိတယ်ဆိုလို့ရှိရင် online နေပြီးတော့မှ consult လုပ်နိုင်မယ်ဒီကျွန်တော် description မှာကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်လေးကိုချပေးထားပါမယ်ဒီ Viber ဖုန်းနံပါတ်ကနေမှတဆင်လာရောက်ပြီးတော့မှကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှလာရောက်ဆွေးနွေးလို့ရပါတယ်ဒီမှာလည်းအလုံးတတား